ရှင်နေလုံငန်းတွေကို sorry နိုင်ငံကဘေးရရင်းနဲ့စားထိုးကငွေရှာတော့မှလေ sorry နိုင်ငံဆိုတာအာရှတွင်းတွေကနိုင်ငံတနိုင်ငံဖြစ်ပေမဲ့သူတို့ရဲ့ပိုင်ဆိုင်မှုငွေကြေးကြေကြာမှုတွေကြောင့်တခြားသောနိုင်ငံတွေတိတ်ခေါင်းတလုံးသားနေခဲ့ပါရင်ခင်မပြီးနဲ့တော်ကြီးတပွဲတာယာမြန်မာတွေစောင့်အောင်တွေရွှေစီထားတဲ့ကားတွေတာမန်သွေးတာမလုံးနိုင်တဲ့အထူးစင်ကန်ပစ္စည်းပေါင်းများများစွာကိုလည်းသူတို့စီမှာရှိနေခဲ့သေးတာပါဒါဒီမဲလားဆိုတော့မဟုတ်ဘဲရင်းနှီးအားကိုးကြောင့်ဒီနိုင်ငံရဲ့ငွေကြေးပမာဏသုံးဆွဲမှုဟာဥရောပထိပ်တန်းနိုင်ငံတွေထက်တောင်မှ သူတို့ရဲ့စီးပွားရေးကပုံပြီးတော့ကျဲဝါလို့နေကြတာဖြစ်ပါတယ်။ဒါပြင်ရင်းနေအောက်ကိုကြောင့်မေး sorry နိုင်ငံကသူတို့ရဲ့ငွေကြေးအင်အားတွေက60ရာခိုင်နှုန်းလောက်ကိုဒီဂျင်နယ်တွင်းကပဲရရှိကြတယ်လို့ဆိုထားကြတာပါ။အခုချိန်မှာတော့ဆိုရီနိုင်ငံဟာသူတို့ရဲ့ငွေကြေးတွေကိုအဓိကရရှိမယ့်ရင်းနှီးလုပ်ငန်းတွေကိုစွန့်လွှတ်ဖို့အတွက်ပလန်ချထားနေကြပြီဖြစ်ပါရင် ဆိုရီနိုင်ငံကသူတို့ရဲ့အဓိကရေနယ်တွင်းလုပ်ငန်းတွေကိုဘေးချိန်ပြီးတော့တခြားသောခေတ်မီနီးပညာရေးနဲ့ပတ်သက်တဲ့စီဝါရေးတွေ၊ကမ္ဘာလှည့်တွေကိုဖန်ဆားဖို့အတွက်ပြည်ဝါတွေကိုသူတို့ကဦးတည်နေခဲ့ပါတယ်။ဒါပြီးကမ္ဘာပေါ်ကမဖြစ်နိုင်ဘူးလို့ထင်ရတော့တဲ့နေုံမျိုးကိုလည်းတက်သွင်းခဲ့တယ်လို့ကမ္ဘာအရှိဆုံးမျိုးဖြစ်လာမယ့်မြင်းကြောင်းမျိုးကိုလည်းသူတို့ကပုံဖော်နေကြပါတယ်။ ဘာလို့လဲဆိုတော့ sorry တွေဟာဒီကမ္ဘာလုံးမှာကမ္ဘာရေနံတွေကပြတ်တောက်တော့မှာကတကြောင်ရေနံရောင်းဝယ်ရေးတွေကရပ်တန့်သွားမယ်ဆိုရင်တော့သူတို့စီးပွားရေးအတွက်လည်းလက်ပတ်နိုင်တဲ့နည်းလမ်းတွေကိုရှာနေကြတာဖြစ်ပါတယ်။ဒါပြင်သူတို့တွေကကာဗွန်နိုင်အောက်ဆိုက်မထွက်အောင်လည်း2060ခုနှစ်မှာရပ်တန့်နိုင်မယ်ဆိုပြီးတော့ဆိုထားပါသေးတယ်။ဒါပြီးနိုင်ငံရဲ့စွမ်းရည်တွေကိုလည်းတဘာဝကနေဘလို့ထုတ်ယူပြီးတော့အသုံးပြုရမလဲဆိုတာကိုပါသူတို့တွေကအသေးချပြင်ဆင်နေကအနာဂတ်ပလန်တွေအများအားကြားတဲ့နိုင်ငံတစ်ခုဖြစ်အောင်ရည်နှီးထားကြတာပဲဖြစ်ပါတယ် အခုချိန်မှာလည်းဒီ sorry တွေအားတို့ရဲ့စီးပွားရေးကိုအခြားသောနိုင်ငံတွေထက်တအားအောင်ဘလို့ပြင်ဆင်ကြတာလीရှင်းနေနေကိုရှက်တက်ပြီးတို့တွေအနေနဲ့ဘလို့မျိုးရှက်တီသွားကြမလဲဆိုတာတွေကိုတင်းဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ bio လေးကိုကျမနဲ့အတူတူကြည့်လိုက်ရအောင်ပါ sorry ရာတို့ချပြထားတဲ့အနာဂတ် plan တွေကမိမ့်မိုင်လုံးနေတာကြောင့်မဖြစ်နိုင်ဘူးလို့အများစုကဆိုကြပါတယ်ဒါတွေကစိတ်ကူးရင်စံမှုတစ်ခုတည်းဖြစ်ပြီးတော့မဖြစ်နိုင်ဘူးလို့ပြောကြပေမိဥစ္စာဒနာ ပေါ့ကျဲဝါရီ sorry နိုင်ငံကထိပ်ပိုင်းတွေကလုံနိုင်စမ်းရှိတယ်လို့ဆိုပါတယ် ဆော်ရီနိုင်ငံကြီးကအနာဂတ်မှာသူတို့ရီမဲချက်ကကာဗွန်နေလုံးဝရပ်တန့်ဖို့အတွက်ပြင်ဆင်နေခဲ့ပါရီ။ဒါပြင်190ကျော်ရှိလျားတဲ့မြင်းကျောင်းမျိုးကြီးကလည်းအကောင့်ထည့်ဖို့နေရကြောင်းဒီမျိုးတွေမှာတင်လူပေါင်း900ကျော်လောက်နေထိုင်နေမှာဖြစ်ပါရီ။ဒီမျိုးကြီးဟာပင်လယ်ရင်မျက်နှာပြင်ထက်900ကျော်မြန်မာပုံဖော်ထားကြတာဖြစ်ပါရီ။ဒီမျိုးကြီးကိုလာလိုက်ရင်လေလာလိုက်တဲ့လူတိုင်းဟာတဘာဝိုင်းရဲ့အငွေတက်တွေကိုခံစားရမှာပါ။ ကာလင်လုံးဝမရှိအောင်ကာဗွန်ကင်းပြီးပထမဆုံးဆိုတဲ့ရာကိုပေးဆက်နိုင်ဖို့အတွက်သူတို့ကပလန်ချခဲ့ကြတာပါဒီမြင်းဆောင်မျိုးကြီးကိုပေါ်ဖော်နိုင်ဖို့အတွက်2030မှာပြီးတက်မယ်လို့သူတို့ကပြောင်းလဲထားကြပါရီဒါပြင်ဒီစီစဉ်ကြီးမှာတွေးထွက်ပစ္စည်းတွေအားကိုရတဲ့ sorry တွေအစင်ခေါ်မှုဖြစ်ပြီးအတော်လေးကိုလည်းဖိအားများပေမိသူတို့ကတော့ယုံကြည်ရာကိုတတ်သွင်းနေခဲ့ပါရီသူတို့တွေကဒီလိုပုံဖော်ရတာနဲ့ပတ်သက်ပြီးကဘာကြီးကိုကဲတင်ဖို့အတွက်အချိန်လိုအပ်ပါရီ ။ဘာဖြစ်လို့လဲဆိုရင်ကဘာကြီးဟာတခြားသောဘေးတွေကြောင့်ပြက်ပြားနိုင်ပြီးတော့ဒီလိုကာဝမရှိတော့ဘူးဆိုရင်အနည်းငယ်များတာယာနေမှာဖြစ်တာကြောင့်ဒီလိုမျိုးလေးတည်ပေါ်လို့နေကြတာပါ။ဒီเจ้าရာကြီးကျညာကြီးမှာအားလုံးကအံ့ဩခဲ့ကြရပြီးလက်တွေဖြစ်လာမလာနိုင်တာကိုတော့သိကျင်နေသူတွေရှိပါရင်ဆိုရင်နိုင်ငံဆိုတာကိုယ်တိုင်ကလည်းတဘာဝကနေလာတဲ့စွမ်းအင်တွေကိုအသုံးပြုကာနိုင်ငံကိုလည်းပြန်နိုင်ဖို့အတွက်ချက်ကုတ်ချက်ခဲလုပ်နေကြပါရည် သူတို့ကြိုးစားနေကြတာကလည်းစီးပွားရေးကိုမျှတစေချင်တာကြောင့်ရေနယ်မရှိတော့တဲ့အခါသူတို့ရှက်တီရမဲ့ဝင်ငွေကိုပလင်ချထားနေကြတာပါလက်ရှိကမ္ဘာရာသီဥတုကလည်းဖောက်ပြားနေကြတာကြောင့်ဆော်ရီနိုင်ငံကဒီလိုမျိုး twin ဖောက်လုပ်တာကလည်းအခြားနိုင်ငံတွေကပါစိတ်ဝင်စားနေကြတာဖြစ်ပါရင်ဒါပြင်ဒီထက်ပိုပြီးတော့စိတ်ဝင်စားစရာကောင်းတာကရေနယ်တွင်းနဲ့အလုပ်ဖြစ်နေကြတဲ့ဆော်ရီနိုင်ငံကြီးဟာတကယ်ပဲသူတို့ရဲ့ရေနယ်တွင်းတွေကိုဆွန့်လွတ်တော့မှလားဆိုတဲ့အရာကြီးကစိတ်ဝင်စားဖို့ကောင်းနေပါရင် ။ဆော်ရီနိုင်ငံတော်ကြီးကို1932ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီးစတင်တည်ထောင်ချိန်မှာအခုလိုမျိုးမဟုတ်ခဲ့ပါဘူး။တည်ထောင်မှုအတွက်လှုပ်ချိန်မှာလေဆော်ရီရဲ့အဆောက်အအုံတွေဟာတာမန်အိမ်တွေတိုက်တွေထက်တာမှပိုမလာပါဘူး။အဲ့ဒါကြောင့်မေးနိုင်ငံကသူတို့ဒေသတွေမှာရှိတဲ့တဘာဝတရင်စာတာတွေဖြစ်တဲ့ရှင်နေနီကိုထုတ်ယူဖို့အတွက်ကိုတောင်မှအခြားသောပြည်ပနိုင်ငံတွေရဲ့အကူအညီကိုယူခဲ့ကြရပါတယ်။အဲ့ဒါကြောင့်မေးဆိုရီတွေဟာသူတို့ရဲ့ရှင်နန်ကိုထုတ်ယူနိုင်ဖို့အတွက်1938ခုနှစ်ရှောင်းမှသာပထမဆုံးစတင်တူဖော်ဖို့လုပ်နိုင်ကြတာဖြစ်ပါတယ်။ ထို့ချိန်တွေကစတင်ပြီးတော့အမေရိကန်ကုမ္ပဏီရဲ့ကုညီနဲ့ရှင်းနေတွင်တွင်များကြီးတူဖော်နိုင်ခဲ့ပါသည်။နောက်ပိုင်းမှာတော့ sorry တွေဟာသူတို့ရဲ့ပြောရတဲ့ကိုလျှောက်လာကြပြီးစီဝါရေးမိဖက်ရသူတို့အနေနဲ့အစိုးရကုမ္ပဏီကြီးကိုအပိုင်အဝယ်ယူနိုင်ခဲ့တာပါ။ ဒါကြောင့်မင်း1950မှာတော့နိုင်ငံကရှားလာတဲ့ကျုံမြတ်တွေအလုံးကိုတဝက်စီခွဲထုတ်ခဲ့ရတာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ထမြက်ပြီးအာနာဆက်ကြီးလွန်လာတဲ့ sorry ဘီယင်ကြီးဟာသူ့ရဲ့ကျုံမြတ်တွေကိုခွဲမပေးလိုတာကြောင့်အဆိုပါကုမ္ပဏီကြီးကိုအပိုင်သိမ့်ပိုက်ခဲ့ပေမယ့်အမေရိကန်နိုင်ငံနဲ့မိတ်ဖက်ထားတာကိုတော့မမေ့လျော့ခဲ့ပါဘူး။အမေရိကန်ဘက်ကလည်းသူတို့နိုင်ငံနဲ့ချိတ်ဆက်နိုင်အောင်စီးပွားရေးထောက်ပံ့နေကိုပါသူတို့ကပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အခြားသောနိုင်ငံတွေကသူတို့ဒေသထွက်တဲ့တရင်စာတရတွေကိုအရင်းနှီးတစ်ဖက်နိုင်ငံကိုပေးကာလုပ်ခဲ့ကြတာဖြစ်ပြီးအများစုဆုံးရှုံးတတ်ကြပြီမိ sorry အတွက်ကတော့အောင်မြင်အောင်ဆွဲဆောင်နိုင်ခဲ့ပါပြီသူတို့တွေကလက်ရှိ RN လို့ခေါ်တဲ့ဂျင်းနန်ကုမ္ပဏီကြီးရဲ့68ရာခိုင်နှုန်းကို sorry စုဖွဲ့ဖွဲ့ကပဲကင်ထားပြီးပိုင်ဆိုင်မှုတန်ကြေးပေါင်းကလည်း3ထရီလီယံလောက်ကိုတန်ကြေးရှိရလို့သိရပါပြီဒီပမာဏကြီးကလည်းအတော်လေးကိုမှအံ့ဩစရာရှိနေခဲ့ကြတာကြောင့် sorry ရဲ့ငွေကြေးအင်အားကို short တက်လို့လုံးဝမရှာပါဘူး ကြပြီတနစ်တိုင်ရဲ့အမျက်ဆုံးကလည်းတရားဗီလီယံထိကိုရှာအောင်သူတို့ကဆွမ်းဆောင်ပြနေခဲ့ပါရီဒီကုမ္ပဏီကြီးဟာ sorry နိုင်ငံကြီးရဲ့တဘာဝထက်လွန်နဲ့2030စီမံကိန်းကြီးနောက်ကနေထောက်ပံ့ပေးနေခဲ့တာပဲဖြစ်ပါရီဒီစိတ်ကူးတွေဟာစိတ်ကူးရင်ဆန်နေဆိုရပါမယ်သူတို့တွေတကယ်လက်တွေ့မှာတော့အကောင့်တွေဖော်ဖော်လုပ်နေခဲ့တာဖြစ်ပါရီဒါပြီးရှင်းနေနေရှားပြီးတော့ချမ်းသာတဲ့ sorry တွေဟာသူတို့ရဲ့လုပ်ငန်းတွေကိုဘေးချိတ်ပြီးတော့ဒီလိုလောက်တာကစင်ခေါ်ရအတော်လေးကုန်မှစွန့်စားရရောက်ပါရီ ။ဆော်ရီနိုင်ငံရဲ့အင်ရှေမင်းသားကဒီ project ကိုဦးဆောင်နေကြတာဖြစ်ပြီး2060မှာသူတို့နိုင်ငံကကာဗွန်ကင်းစင်တဲ့နိုင်ငံဖြစ်စေရမယ်ဆိုတဲ့ဥတည်ချက်နဲ့ရှေ့ဆက်နေတာပါ။မိုဟာမက်ဘင်ဆာမန်လို့အမည်ရတဲ့သူကသူတို့ရဲ့နိုင်ငံကိုအများကြီးချစ်ပြီးအခြားနိုင်ငံနဲ့မတူညီတဲ့နိုင်ငံကိုဖြစ်ချင်တာပါ။ဒါပေမဲ့ရှင်နေနေမရှိတော့တဲ့ခါကျရင်လေသူတို့ဟာ ဒီလိုမျိုးသူတို့ခေရှိပြအောင်လှုပ်ထားတဲ့နေရာကနေငွေတွေရနိုင်တယ်လို့သူတို့ကယုံကြည်နေတာဖြစ်ပါရင် sorry နိုင်ငံကိုလည်းကျိုးမြင့်များစွာဖြစ်ထွန်းပြီးတော့ပို့ပြီးဆိုပြီးရနိုင်ငံတနေနိုင်ငံဖြစ်အောင်ပြောင်းလဲခြင်းကြောင်းကိုသူကပြောကြားထားခဲ့ပါရင်ဒါပြင်သူတို့တွေကဥရောပနိုင်ငံတွေနဲ့ကုသိုလ်ချောင်းဝယ်ရင်းမှလည်းအဆင်ပြေပြေဖြစ်စေချင်တာဖြစ်ပြီးသူတို့ရဲ့ project ကအများကြီးထောက်ကူပြုလိုက်မယ်လို့သူတို့ကထင်ကြပါရင် အခုနောက်ပိုင်းမှာကမ္ဘာရင်းနယ်နဲ့တဘာဝတန်ခွေဝေလုံအားကလည်းနေပါလာသလိုဝေလုံအားနေတဲ့အရှိအောင်တွေပြလာတဲ့ခါမျိုးတွေပါဖြစ်ဖြစ်သူတို့ဒီဟာသူများမျက်နှာကြည့်ပြီးအာမကိုကျင်နေကြပါဘူးရင်းနယ်နေမရှိတော့ရင်ဆော်ရီရဲ့စီးပွားရေးကိုလည်းအနေနဲ့များချိနေလာစီမှာဖြစ်တာကြောင့်ကြိုတင်ပြင်ဆင်ထားတာဟာမမှားဘူးဆိုပြီးတော့ပြည်သူတွေကို ရှင်းပြထားတာဖြစ်ပါတယ်လက်ရှိဆော်ရီနိုင်ငံရဲ့ဝင်ငွေ600ရာခိုင်နှုန်းဟာရေနံတွေကနေရရှိနေတာဖြစ်တာကြောင့်ရေနံကအသက်သွေးကျော့လို့ဖြစ်နေကြတာပါ ဒါပြီး2030ခုနှစ်မှာဆိုရီဟာအခြားသောနိုင်ငံတွေကပါကြည်လိုက်ရင်အန်ဟောတင်သွားစီမဲ့စီမံကိန်းတွေနေယုံမြို့တော်ကြီးအခြားသောအားစားနယ်ပယ်တွေမှာလည်းဖွံ့ဖြိုးအောင်နေခတ္တီယာလို့ခေါ်တဲ့မြို့တော်တစ်ကိုလည်းအသက်သွင်းဖို့အတွက်လုပ်နေတာဖြစ်ပါတယ်။ဒါပြင်လူဦးရေကလည်းအနည်းဆုံးတန်းနဲ့ချီလာရောက်လည်းပတ်နိုင်အောင်သူတို့ရာစနစ်တကျလေးစီစဉ်ကအသက်သွင်းထားကြတာဖြစ်ပါတယ်။ဒါပြင်ပင်လယ်ပြားတွေလုံးဝမဟုတ်ဘဲအနီးအောင်ပင်လယ်လို့ခေါ်တဲ့ project ကလည်း2030ခုနှစ်မှာပါဝင်ဖို့အတွက်ရှိနေကြတာဖြစ်ပါတယ်။ အနေရပင်လေဆိုတာကလေကဘာလေခီးသွွားတွေအားလုံးကိုဆွဲဆောင်နိုင်မဲ့ဇင်ခံတဘာဝခီးသွွားနေရတခုဖြစ်ရှိနေလို့နေမှာဖြစ်ပါရင်ဒါတွေမကသေးဘဲနီယုံမျိုးကိုတိစောက်တာတွင်ဒေါ်လာပေါင်းထရီလီယံလောက်သုံးတာကြောင့်အတော်လေးကိုမှမြောက်များတဲ့ပမာဏဖြစ်နေပါရင်ဒါကြောင့်ဝင်စင်ခုမှုကြီးဟာတော်တော်လေးကိုမှစင်ခုမှုဖြစ်ပြီးတော့လုံနိုင်မလုံနိုင်ကတော့ဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါရင်စော်ရီနိုင်ငံအတန်းစင်သောတဘာဝနိုင်ငံဖြစ်ဖို့အတွက်ကြိုးစားနေခဲ့ပြီး2030ခုနှစ်လောက်ရှာရင် ူတို့တော်ပြူနေကြတဲ့စွမ်းအား90ရာခိုင်နှုန်းလောက်ကိုတဘာဝကနေသူတို့လောက်ထားတဲ့နှီးတွေနဲ့ပြန်လည်ယူနိုင်မယ်လို့ကြေညာထားပါတယ်။အခုလက်ရှိမှာတော့နိုင်ငံတစ်ခုလုံးရဲ့စွမ်းအင်69ရာခိုင်နှုန်းရှင်းနေတဲ့တဘာဝတငွေကနေလဲပတ်နေတာဖြစ်ပါတယ်။လက်ရှိ sorry နိုင်ငံလုံးနေတာကလည်းတစ်ချက်တည်းနဲ့ချက်ကောင်းထီအောင်လောက်ထားပြီးတော့ချမ်းသာလာခဲ့တာဖြစ်တာကြောင့်အခုလိုမျိုးအနာဂတ်မှာလောက်ထားတာကလည်းသူတို့အတွက်ခိုင်မာတဲ့စုံဖြတ်ချက်တစ်ခုလို့ဖြစ်နေမှာသိကြပါပြီ။ sorry နိုင်ငံရဲ့စွမ်းအင်ပမာဏရှော့ချရေးကိုဥဆောင်သူကလည်း ဂျင်ဂရီလို့ခေါ်တဲ့သူကဥဆောင်ပြီးစော်ရီနိုင်ငံရဲ့ရှေးကိုတထောင်တနေရာကနေပတ်ပိုးနေကြတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်နေနေချမ်းသာပြည့်ပြည့်စုံတဲ့နိုင်ငံကြီးဟာခုချိန်မှာတော့ရှင်နေနေဖေးချိန်ပြီးတဘာဝဆိုင်အင်းနဲ့လက်ပတ်နိုင်တော့မလားဆိုတာထင်မြင်ချက်လေးဒီပေါ်မှာလဲပရိသတ်ကြီးတို့ကမချက်လေးတွေပြီးခဲ့ပြီပါအောင်ရှင်။နောက်လာမယ့်စီစဉ်ဒီမှာလေခုလိုစိတ်ဝင်စားစရာကောင်းတဲ့ကြောင်းရများကိုထပ်မံတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ Channel လေးကို Like and Subscribe လေးလုပ်ခဲ့ပေးပါအောင်ရှင်။